အားလုံးပဲမင်္ဂလာပါရှင်။စာပေလက်ရဲ့ဘိုးရီဗျူးစီစဉ်လေးရနေကျေဇူးလိုက်ပါတယ်။ဒီနေ့မှဆိုရင်တော့ကိုကိုကိုတိုးတက်ပြောင်းလဲအောင်ဘလိုလေးချင်းယူကြမှာလဲ။ကို့မှရှိရဲ့ပင်ကိုစွမ်းရည်တွေကိုအသုံးချပြီးတော့လေးချင်းကောင်းတွေရယူနိုင်မယ်။ personal development နဲ့ဆိုင်တဲ့စာအုပ်လေးနှုတ်ကိုဝင်မြှပ်ပေးသွားမှာဖြစ်ပါတယ်ရှင်။လူတစ်ယောက်နဲ့တစ်ယောက်မှာမတူညီတဲ့အလေးထားတွေ၊စိတ်ကူးစိတ်တမ်းတွေနဲ့ပင်ကိုအရေးသွေးတွေဆိုတာကိုယ်စီရှိကြပါတယ်။ နပယ်တစ်ခုမှထိတ်တန့်ရောက်ဖို့ဆိုရင်ကိုယ့်ရဲ့ပင်ကိုယ်ပါရမီထက်အဓိကကျတဲ့အရာတွေဖြစ်တဲ့မကန်တဲ့အခွင့်အလမ်းနဲ့တည်ယူမှုအတွက်လုံဆောင်မှုတွေရှိမယ်ဆိုရင်ဘသူမဆိုကြီးကျယ်တဲ့အောင်မြင်မှုတွေစကီးတွေကိုတိစောက်နိုင်မှာပဲဖြစ်ပါတယ်။အောင်မြင်မှုတွေရဖို့ဆိုတာကိုသွားကျင်တဲ့ကရီယာလမ်းကြောင်းကိုတိချာတိထားပြီးတော့ငရေတုံးမတွေကစကီးတွေဖြည့်ပြီးစူးစမ်းသွားရမှာပဲဖြစ်ပါတယ်။ဒီနေ့မှာတော့ဇူလိုင်ကအောင်မြင်မှုတွေရဖို့အတွက်ကိုကိုကိုတိုးတက်စေတဲ့လေးကျင့်ကောင်းတွေတိစောက်ပေးနိုင်တဲ့ဆောင်းလင်းတော့ကို review လုပ်ပေးသားမှာပဲဖြစ်ပါတယ်ရှင်။ ဒီစာအုပ်လေးတွေကတော့ယင်းနှမြုံနယ်မှုတွေအားလုံးထဲမှာကိုကိုကိုယင်းနှမြုံနယ်ခြင်းဟာအကောင်းဆုံးသောယင်းနှမြုံနယ်ခြင်းဖြစ်တဲ့ဆိုတဲ့ Invest in Yourself မိမိကိုယ်တွေယင်းနှမြုံနယ်ခြင်းဆိုတဲ့စာအုပ်နဲ့အသေးမလေးထပ်လေးတွေကနေအောင်မြင်မှုပန်းနိုင်စီကိုအရောက်သွားနိုင်တဲ့ဆိုတဲ့နိုင်ငံတကာမှာအယောင်ရဆုံးသော Atomic Habits ဆိုတဲ့စာအုပ်လေးနောက်ကို review လုပ်ပေးသွားမှာဖြစ်ပါတယ် ထမဆုံး review လုပ်ပေးခြင်းတဲ့စာအုပ်လေးကတော့ Invest in Yourself မိမိကိုယ်တည်ရင်းနှီးမြှုပ်နှံခြင်းဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်။ဘဝမှာကိုယ်ဉာဏ်ထားတဲ့ level ရောက်ဖို့အလုံးမတိုးတက်ဖို့ပဲဖြစ်ဖြစ်စီးပွားရေးနဲ့ရင်းနှီးမြှုပ်နှံမှုမှာအရေးကြီးဆုံးကတော့ကိုယ်နဲ့ရင်ချင်းပြည့်မီနေဖို့ပါပဲ။အဓိကအဖြစ်ကိုလုံးနေတဲ့ level မှာ အမြင့်ဆုံးဆွမ်းဆောင်ရဖို့အမြင့်ဆုံးအကျိုးမြတ်ရဖို့အတွက်လိုအပ်တဲ့ကျွမ်းကျင်မှုလိုအပ်တဲ့လုံနိုင်စွမ်းနေဆိုတာရှိထားဖို့လိုပါတယ်။ကိုက professional တယောက်ဆိုရင်ကိုယ့်လုံမှာတစ်ဖက်ကန်းခတ်ကျွမ်းကျင်လေအမြင့်ဆုံးဝင်ငွေကိုရနိုင်လေပါပဲ။ဂျူလိုင်တို့တွေအားလုံးဟာအမြင့်တိုးတက်ချင်ကြတဲ့သူတွေကြီးပဲလေဟုတ်တယ်မလား။ပြင်းပြရဲ့စိတ်ဆန္ဒဖြစ်လာရင်အမြင့်တိုးတက်ရဲ့နည်းလမ်းတွေကိုရှာဖတ်တတ်ကြရဲ့ plan တွေဆိုလဲဆွဲလိုက်ကြတာပဲ။အစပိုင်းတော့အတုံခွန်ဆိုင်လွတ်လိုက်ကြရဲ့အမြင့်ချင်စိတ်တွေရလဲများနေရအောင်။ ။ငါမြင်မရမယ်၊ငါတို့တက်မရမယ်ဆိုတဲ့စိတ်နဲ့အစာပိုင်းတော့တက်ကြွလိုက်ကြအသေးအတမ်းပဲ။ဒါမဲ့လှုပ်ဆရာတကယ်ရှိလာပြီးလှုပ်လဲလှုပ်နေရပြီဆိုရင်တော့လေရလေးနဲ့နဲ့ကြာသွားရင်တလားလောက်ဖြစ်သွားရတယ်ဆက်မလှုပ်ချင်ကြတော့ဘူး။ဝရိယတွေကလည်းယော့လာကြပြီးတော့ပလန်ချထားတာတွေဆိုတာလည်းပဲစီနေမှန်းကိုမသိကြတော့ဘူး။ဒီမှာပြောချင်တာကအဲ့လိုဖြစ်တယ်ဆိုတာကိုတယောက်တည်းမဟုတ်ဘူးဆိုတာပါပဲဇူလိုင်တို့တွေအားလုံးကစတင်မှုကလေကိုတလာပြမြောက်လို့ဖို့ကြတော့ခက်ခဲကြရပဲလေနော် ဒါလူတော်တော်များများဖြစ်လိဖြစ်တာရှိရဲ့အရာတစ်ခုပါဒီလိုဖြစ်တာကို set discipline အားနဲ့လို့ခေါ်ပါတယ်အောစအကောင့်နဲ့လိလတွေ့ရှိချက်တွေအရလူတွေဟာ resolution တွေရဲ့ဆရာကနှုံးလောက်ကိုပဲတကယ်လက်တွေ့အကောင့်ထဲပေါ်ပြကြပါတယ်တဲ့ကိုသားချင်းတဲ့နေရာကိုရောက်ဖို့ဆိုရင်လှုပ်ချင်တဲ့စိတ်ပဲရှိနေလို့မရတလို့ခဏတာလေးပဲကောက်ယူမိလို့လုံးနေလို့လည်းမရပါဘူး ဒီဇိုင်းမမမလုပ်သေးရောဘယ်တော့မှပြည့်မြောက်လာမှာမဟုတ်ဘူးဆိုတာကိုလည်းသိထားဖို့လိုပါတယ်။ဒီစာအုပ်ထဲမှာဆိုရင်တော့ကိုကိုကိုတွတ်တက်ဖို့အတွက်အကောင်းဆုံးရင်းနှီးမြှုပ်နှံနေတွေ set discipline အကောင့်အောင်တည်ဆောက်နိုင်မှုအခြေခံနည်းလမ်းကောင်းတွေနဲ့ပြောင်းလဲတွေလုပ်တဲ့အခါဖိအားနဲ့ကြံ့ကြံ့ခံနိုင်ပြီးတော့ကျော်လွှားနိုင်မှုအတွက်လေ့ကျင့်ကောင်းတည်ဆောက်နည်းတွေကိုစာဖတ်သူတွေတိကျလဲလုပ်နိုင်တဲ့အထိသဘောပေါက်နားလည်အောင်ရေးပေးထားတဲ့စာအုပ်ကောင်းတောက်ပဲဖြစ်ပါတယ်။ နောက်ထပ် review လုပ်ပေးခြင်းနဲ့စာအုပ်လေးကတော့အလေးထားသေးသေးလေးတွေကနေအောင်မြင်မှုပန်းနိုင်စီကိုအရောက်သွားနိုင်တယ်ဆိုရဲ Atomic Habits ဆိုရဲစာအုပ်လေးပဲဖြစ်ပါရရှင်။အလေးထားတွေကကိုယ့်ကိုယ်ကိုတိုးတက်အောင်လုပ်နိုင်တဲ့နှစ်ထပ်တို့အကျိုးမြတ်တွေပဲဖြစ်ပါရ။ကိုယ့်ကိုယ်ကိုနေတိုင်းတရားခိုင်တော့ပုံမကောင်းမအောင်လုပ်နိုင်မယ်ဆိုရင်ရရှိမှာအကျိုးရလက်ကောင်းတွေများစွာရရှိမှာဖြစ်ပါရ။အသေးမအလေးထားတစ်ခုဆိုတာကြီးမားသောလောက်ကန်ဆောင်ရွက်ပုံစံနဲ့အစိပ်ပိုင်းတည့်ရအနေနဲ့ပတ်ဝန်းပါရတယ်။ ကိုရဲလေးထရရကိုဘသူဘဲဝါဖြစ်တယ်ဆိုတာကိုပုံသွင်းပေးပါလိမ့်မယ်ဘသူဘဲဝါဖြစ်တယ်ဆိုတာကလည်းကိုလေးထရကိုဖော်ပြပေးနိုင်ပါတယ်ဒီစာအုပ်ရဲ့အခန်းတုံးမှာဆိုရင်ရိုးရှင်းသောအစ်စ်လေးစင်နဲ့ပုံမကောင်းမွန်သောအလေးထများတိဆောက်ပုံကိုအကျယ်တပွင့်ပြောပြပေးထားပါတယ်ပုံဝင်းချင်းမှာဖြစ်ပေါ်နေသည်။ပြဿနာမှန်သည်။ကိုအလေးထကောင်းနေနဲ့ပဲပြည်လဲအောင်ဖြေရှင်းပေးနိုင်ပါတယ်ဇူလိုင်တို့တွေကကောင်းတဲ့လေးထားတစ်ခုကိုလေ့ကျင့်ယူရတဲ့အခါမကောင်းတဲ့လေးထားတစ်ခုကိုဖျောက်ပြရတာပို့ပြီးတော့မှခက်ခဲပါတယ် စိတ်တွေရဲညစ်လာတဲ့အခါစိတ်ရှုပ်လာတဲ့အခါဒီစိတ်ဖြစ်စီမှုတွေကိုရောချဖို့အတွက်မြို့သားများစုကစီကရက်တဝီဖြစ်ပြောက်လေးရှိတတ်ကြပါတယ်မြို့သမီးများစုကတော့ရှော့ပင်ထွက်လိုက်ကြရဲမလိုအပ်ဘဲနဲ့ရှော့ဝယ်လိုက်ကြရများပါတယ်စဉ်းစားကြည့်ပါစီကရက်တောက်တာဟာစိတ်ဖြစ်စီမှုကိုလောလောဆယ်မှာရှော့ချပေးနိုင်တဲ့အကြောင်းလောလောဆယ်အတွက်တော့ကောင်းကျင်ကောင်းပါလိမ့်မယ်ဒါပေမဲ့ရေရှည်အတွက်ဆိုရင်တော့ဒါမကောင်းတဲ့လေထားတစ်ခုဖြစ်သွားနိုင်ပါတယ် အလိုအပ်တာရရှိဝယ်ရဲဆိုတာကလည်းခဏတာစိတ်ပြေရွှင်မှုရရင်ရလိမ့်မယ်။ရေရှည်အတွက်ကြည့်မယ်ဆိုရင်တော့မလိုအပ်ဖက်နဲ့ပတ်စံတွေကုန်နေတာကြာလာရင်ဒုက္ခရောက်လာနိုင်ပါတယ်။အလိုဖြောပြားခတ်တဲ့အကျင့်ဆိုးတွေကကြာလာလို့ရှိရင်အလေးကျင့်ရည်တစ်ခုဖြစ်သွားတတ်ပါတယ်။ဒီလိုဖြစ်တဲ့ဆိုတာမကောင်းတဲ့အရာမှသိရတဲ့မထင်းချုံနိုင်တဲ့ကိုယ့်ရဲ့စိတ်ကြောင့်ဖြစ်လာတဲ့အသေးမွှားလေးထားတစ်ခုပါပဲ။ ဒီစာအုပ်ထဲမှာဆိုရင်တော့နေတိုင်းကောင်းမွန်တဲ့အလေးထားတွေဆွေးမြေ့အောင်လှုပ်ဆောင်တတ်ဖို့အလေးထားကောင်းတွေကိုလက်မှတ်ရအောင်ထိမ့်သိမ့်တတ်ပုံနဲ့အလေးထားကောင်းတွေတိစောက်ပြီးတော့ကိုယ်ပွားအတွက်တိုးတက်အောင်မြင်မှုတွေရရှိနိုင်မယ့်နည်းလမ်းတွေကိုအသေးစိတ်ပြောပြပေးထားပါရယ်။ကဲဒီနေ့ review လုပ်ပေးလိုက်တဲ့စာအုပ်လေးတွေကိုအသေးစိတ်ဖတ်ရှုချင်တဲ့ဆိုရင်တော့ www.sapelan.com ဆိုတဲ့ website လေးထဲမှာတွားရဝယ်ယူနိုင်ပါရဲ့ရှင်။နောက်တစ်ခါဘိုးရီဗျူကောင်းကောင်းလေးနားဆင်ခြင်းနဲ့ဆိုရင်တော့ channel လေးကို subscribe လုပ်ရလို့လည်းရပါတယ်ရှင်။ ကုကုကိုတွတ်တက်စေရဲ့လေ့ကျင့်ကောင်းတွေကိုဖန်တီးဆောင်နေကြပါစေအားလုံးကျေးဇူးတင်ပါတယ်